မိဘပြည်သူပေါင်းမင်္ဂလာပါခင်ဗျာဒီနေ့26ရက်6လ2025ရက်နေ့နေပြည်တော်မှာကျင်းပနေတဲ့ Peace Forum နဲ့ပတ်သက်ပြီးတော့ကျွန်တော်အညာသားမှဆွေးနွေးသုံးသပ်တင်ပြပေးသွားမှာဖြစ်ပါတယ်ပထမဦးစွာနေပြည်တော်ရှိမင်္ဂလာတီရီဟိုတယ်တွင်ကျင်းပလေးရရှိတဲ့ 3ရက်တာ peace forum ကိုဇွန်လ29ရက်နေ့မှာဆက်လက်ကျင်းပသွားမယ်လို့သိရပါတယ်။အဲ့ဒီမှာတိုင်းရင်းသားလက်နက်ကိုင်ဖွဲ့များနိုင်ငံရေးပါတီများအရက်ဖက်စစ်ဘက်တာဝန်ရှိသူများဖိတ်ကြားသင့်သည့်တဲ့တယ်များလည်းပါဝင်တယ်လို့ဆိုပါတယ်။ထို့သူဥက္ကကိုကြီးရဲ့အင်တာဗျူးဖိုင်တစ်ခုလည်းတွေ့ရှိရပါတယ်။ဥက္ကကိုကြီးဆိုထားတာကတော့လက်ရှိအခြေအနေဟာ တာမန်အခြေအနေမဟုတ်ပါဘူး။တာမန်အခြေအနေမဟုတ်တော့ကျင်းပမဲ့ရွေးကောက်ပွဲကိုလေတာမန်အခြေအနေမှာကျင်းပတဲ့ရွေးကောက်ပွဲမျိုးလို့တော့တတ်မှတ်လို့မရဘူးလို့ဆိုထားပါတယ်။တို့ပြင်ကျွန်တော်မြင်တာကတော့ပလိကတွေကိုဖြည့်ရှင်းဖို့အတွက်ရွေးကောက်ပွဲမတိုင်ခင်မှာလဲကြည့်တွေ့ဆွေးနွေးတာတွေရှိမယ်လို့ဆိုပါတယ်။အဲရွေးကောက်ပွဲအလွန်မှာလဲငင်းချန်ကြီးကိုဆက်လက်လှုပ်ဆောင်မှု ရှိပဲလို့ပြောထားပါတယ်ဒီတော့သူကအဲ့ဒီရွေးကောက်ပွဲကိုအသွင်ကူးပြောင်းရေးရွေးကောက်ပွဲလို့မြင်တယ်လို့ဆိုထားပါတယ်လက်ရှိမှာစစ်ကောင်စီရွေးကောက်ပွဲအတွက်မှတ်ပုံတင်ထားတဲ့နိုင်ငံရေးပါတီက53ပါတီရှိတယ်လို့သိရပါတယ်ဒီတော့စက္ကစအနေနဲ့အကြောင်းအမျိုးမျိုးပြပြီး အာနာတတန်းကို6လ6လစတိုက်တိုးယူလာခဲ့တာယခုဆိုရင်တရားမဝင်အာနာကိုရွေးကောက်ပွဲကျင်းပနိုင်ပြီတိုးယူတဲ့လောက်ရက်လိုပဲမြင်ပါတယ်ဒီတော့ကြံ53ပါတီနေနဲ့ပြည်သူအပေါ်မတရားရက်စက်ခဲ့တဲ့လောက်ရက်တွေရိုင်းစိုင်းခဲ့တဲ့ရုပ်မာခဲ့တဲ့လောက်ရက်တွေကိုမကြည့်ပဲစက္ကစနဲ့ပူပေါင်းမှုပူလို့ပဲဆိုရမှာပါ ဘာသာတုံးပါတီအင်းနဲ့ယခုကြမှာပြည်သူတွေဒီကျက်နစ်နာမှာဆိုလို့ငိန်ချမ်းရေးအတွက်စ조사နေရပါတယ်ဆိုပြန်ရင်လဲရခင်စကားစကားပြည်သူပေါ်အကြမ်းဖက်ရုံမာရိုင်းဆိုင်တပ်ဖြတ်နေစဉ်ကထုတ်ပေါ်ရက်တီတက်မာတယ်နောက်ပြီးစကားစကားအကောင်စင်းကိုတဲ့2014အောက်တိုဘာလမှာကောက်ယူခဲ့တယ် လူဥယေက50တန်းကျော်နဲ့3သိန်းကျော်လို့ဆိုပါတယ်အဲ့ဒီခေတ်ကမှလူဥယေ32တန်းကျော်ကိုစရင်ကောက်နိုင်ခဲ့တယ်လို့ဆိုတယ်စရင်မကောက်ယူနိုင်တဲ့ဒေသများကတော့ခမန်းလူဥယေ16တန်းကျော်လို့ဆိုပါတယ်ဒကောင်စရင်ကောက်ယူတော့ချိန်ကာလက2024အဲ့ဒီကာလကနေမြေဒေသကြီးမဟုတ်တော့ပါဘူးလက်ရှိချိန်မှာဆိုရင်ရခိုင်ပြည်နယ်ကလည်းအဲ့ဒီအချိန်ကမဟုတ်တော့ဘူးဘွာအမ်မောင်တော် မမအစရှိတဲ့နေရာတော်တော်များကိုလည်းတော်လန်ရစ်တပေါင်းစုတွေကထိမ့်ချုပ်ထားနိုင်ဖြစ်ပါတယ်။အဲဒီတော့စကားစကားကောက်ယူထားတဲ့စည်ရင်အင်းတွေဆိုတာကဘယ်လောက်မှန်နိုင်လဲ။ဒီတော့ရှေ့ကိုချက်ပြန်ငယ်ဆောင်ကြည့်ကြပါစို့။ယခင်ယခင်နဲ့ထောက်ရှိနာကစ်တုံးကလည်းနာကစ်မုံတိုင်းဖြစ်ပြီးလူတွေသိမ့်နဲ့တန်းချီပြီးသေနေတာတောင် ထောင်ရှိခြေကံဥပဒေကြီးကိုဒီပြုတ်ခဲ့ပါတယ်ဘယ်သူမှဒီထောင်ရှိခြေကံဥပဒေကိုမဲထည့်ခဲ့တာမရှိပါဘူးဒါပေမဲ့လို့ဒီဥပဒေကိုသူတို့ဒီပြုတ်ခဲ့ပါတယ်မဲဆင်းအကြောင်းပြပြီးစစ်ကောင်စီက၎င်းတို့ကြွေးကြော်ထားတဲ့ရွေးကောက်ပွဲကိုပုံပေါ်ကျင်းပနိုင်ဖို့နီးမျောစုံနဲ့တနေ့တခြားစူးစမ်းနေတာပဲဖြစ်ပါတယ်စက္ကစား 2023ခုနှစ်ဥပဒေသစ်ပြသချက်တချို့ကိုပြင်ဆင်ပြီး2024ဇန်နဝါရီမှာဖြေလျှော့တာရုပ်ခဲ့ပါတယ်။အဲအဲ့ဒီဥပဒေမှာလဲနိုင်ငံရေးပါတီအဖြစ်မှမပုံတင်ပြည်ဥပဒေကိုရပ်ပေါင်း90တွင်းပါတီဝင်ဥယျာဉ်အနေဆုံးအသိရှိရမယ်လို့ဆိုထားပါတယ်။ဟုတ်ပြီ။အဲ့တော့53ပါတီကရောလက်ရှိမြန်မာနိုင်ငံရဲ့ဖြစ်ပျက်နေတဲ့စီရင်နိုင်ငံရေးအခြေအနေ လက်ရှိစီးရင်မှာဆိုရင်လဲတော်လန်တပေါင်းစုတွေရဲ့နယ်မြေစုမမှုကအင်တန်များပြားလေးရှိနေစက္ကစရဲ့နယ်မြေထုံချုံမှုဆိုတာမြို့ပေါ်လောက်ပဲရှိတဲ့ကိစ္စအဲ့ဒါကိုကျန်သော53ပါတီကအတိမတ်ပြုလက်ခံပါသလားလက်ရှိရပေါင်း60အတွင်းမှာပါတီဝင်ဥရဲ့အ ਨੇ သောတင်စီယုံရဖို့လို့ရဒီတော့စီယုံပြီးကြပြီလားဟန်ပြတဲ့ပဲလား လူဦးရေကတော့သူတို့သတ်မှတ်ခဲ့တဲ့လူဦးရေဟုတ်ပါသေးသလားသုံးသက်စေချင်ပါတယ်ဒါပြင်ငွေကြေးတွေလုံခြုံရေးနဲ့တရားဥပဒေစိုးမိုးမှုမရှိရဲ့အခြေအနေမှာပါတီရုံးကန်ပွင့်လွှတ်မှုဆိုတာစိုင်းပုတ်ချိတ်ဖို့ဆိုတာပါတီဝင်အားစုဆောင်ဖို့ဆိုတာကိုယ်စလေလောင်းကိစ္စဇုံတရားပေါ်ပေါ်ချင်းချင်းလှုပ်ထားတာ ရှိကြပြီလားလုတ်ကောလုတ်ရဲပါသလားခင်ဗျားတို့စက္ကစအနေနဲ့ခင်ဗျားတို့အနေနဲ့စက္ကစကဒီရိတ်ကွက်ပွဲကိုမှန်မှန်ကန်ကန်ငြိမ်းချမ်းရေးကိုအကောင်းဆုံးပေါ်စေလို့ယူဆတယ်ဆိုရင်မဆက်သုံးပါတီနေနဲ့လဲပွင့်လင်းမြင်တာပေါ့ရုံးနေနေရာတိုင်းမှာဖွင့်ကြည့်ပါနေတိုင်းဒေသတိုင်းကိုလိုက်လံစီယုံကြည့်ပါခင်ဗျားတို့ပါတီဝင်တွတ်တလာအောင်ပါတီဝင်ဥယျာဉ်အသိပြအောင် မယ်မြင်ဆင်းစူးစမ်းကြည့်ကြ။ဒါဆိုရင်တော့အဖြေပေါ်ပါလိမ့်မယ်။ပြီးတော့နိုင်ငံရေးပါတီများနဲ့စစ်ကောင်စီကဝင်ကြီးတွေဖြစ်တဲ့ဒေါ်သက်သက်ခိုင်းတို့ပြည်သူ့ရှေ့ဆောင်ပါတီစစ်ကောင်စီစစ်ကောင်ဆောင်ဟောင်းတွေနဲ့ဖွဲ့စည်းထားတဲ့ကြံခံရေးပါတီတို့အပြင်စစ်ကောင်စီနဲ့ပတ်သက်ဆက်နွယ်တဲ့အင်အားကြီးပါတီအချို့ဒါလည်း ရွေးကောက်ပွဲတွေပြင်ဆင်လှုပ်ရှားနေရတာကိုလည်းတွေ့ရှိနေရပါတယ်။ဂျန်ပါတီတွေကိုတော့မတွေ့ရှိရပါဘူး။ဂျန်နဲ့53ပါတီကအိမ်ဖြစ်ပြီးကစားပေးနေရတဲ့သဘောလား။စကစရဲ့ရုပ်မာမှုတွေကိုပြည်လျက်နဲ့အိမ်ဖြစ်ကစားပေးနေရတဲ့လူချင်းမင်းတို့ဘဝဟာအင်မတန်ကိုတနာစရာကောင်းလွန်နေပါပြီ။ဒါဖြင့်စစ်ကောင်စီရဲ့ရွေးကောက်ပွဲဝင်ရောက်ရှင်ပြိုင်မဲ့ နိုင်ငံရေးပါတီများကြီးလာမိမေလ9ရက်နှဆုံးထား၍ဆိုထားပါတယ်ပါတီကြောင်ဝင့်ကိုအခုဆိုရင်6လပိုင်းရောက်ပြီရှောက်ပြီးပြီလားဆုံးဖြတ်ပြီးပြီလားလေးလေးနဲ့နဲ့သုံးသပ်ကြပါပြည်သူကိုမျက်နှာမူကြည့်ကြပါလို့ဆိုချင်တာပါတပြင်းစကားစကားကျွေးကောက်ပွဲကိုလည်းအချိုးကျကိုစားပြုစနစ်ပြအဖြစ်ကျင်းပသွားမယ်လို့ဆိုလာပြန်ပါတယ် မင်းစင်းအကြောင်းပြအာနာသိမ့်ခဲ့တဲ့စစ်ကောင်စီကအမျိုးသားလွတ်တော်မှလည်းကျန်လွတ်တော်နေရအတွက်ပီယာစနစ်ကိုကျင့်သုံးမယ်လို့ဆိုထားတာပါပြီးတော့ပြည်သူလွတ်တော်နဲ့တိုင်းဒေသကြီးလွတ်တော်တို့ပီအာစနစ်ကျင့်သုံးပြီးအမျိုးသားလွတ်တော်ကိုနိုင်သူအကောင်ယူစနစ် FPTB နဲ့ပဲလုပ်မယ်လို့ပြောတာပါလက်တွေ့မှာစစ်ကောင်စီနဲ့အပေါင်းပါတွေဟာ ၎င်းတို့ရဲ့အာနာသိမ့်မှုကိုခုခံတော်လန်နေတဲ့ပြည်သူလူတို့ရဲ့အာအဲ့ဒီလိုပြည်သူလူတို့တွေကိုစစ်ကောင်စီဟာရန်သူလို့ဗောထဆက်ဆံနေတွေ့မတရားဖန်စီပြစ်ဒဏ်ချနေတွေ့အစိုးလိုက်အပြုံလိုက်တပ်ဖြတ်နေတွေ့စိရာဆွေးမှုကိုရရဆက်ဆက်ရရမမကျွလွန်နေတာတွေကို ်ညင်ကြပါတယ်သိကြပါတယ်ဒီတော့လူချင်းမင်းတို့ပါတီတွေလဲသိလိမ့်မယ်ညင်လိမ့်မယ်လို့ယုံကြည်ပါတယ်ဒီတော့နိုင်ငံတွင်းလုံးမှာမြို့နယ်330မှာ28ရာခိုင်နှုန်းသာရှိရတယ်လို့စစ်အာဏာသိမ်းဆိုရကပြောပါလေးနှစ်တွင်မြို့နယ်ပေါင်း140မြို့တိုက်ပွဲပေါင်း9900ခုနှစ်ချင်းချောဖြစ်ပွားပြီးပါပြီယနေ့ ချစ်ဆိုရင်ဒါတွေက BNI မြန်မာ Peace Monitor ကဆိုတာပါဒီတော့လက်ရှိမှာနိုင်ငံတော်ဝန်မှာစစ်မဖြစ်သေးတဲ့မြို့နယ်က60ပဲရှိပါတယ်စစ်အာဏာသိမ်း၄နှစ်အတွင်းထဲမှာမြို့နယ်ပေါင်း240မြို့နယ်တွေမှာတိုက်ပွဲပေါင်း9900ကျော်ဖြစ်ပွားနေတာကိုစိုးဒီချက်မကတော့ပါဘူးဒါ BNI ရဲ့စီရင်ခံစာရဆိုတာပါစစ်ကောင်းစားကယခုလအတွင်းတွားရောက်ခဲ့တဲ့ ဘီလာတို့ခီးစင်နေမှာဆိုရင်ဂျူကောက်ဘဲကိုဒီဇင်ဘာဒါမှမဟုတ်2026ဇန်နဝါရီလအစောဆုံးမှာကျင်းပသွားမယ်လို့ဆိုထားပါတယ်။ဒါပြင်ရွေးကောက်ဘဲနဲ့ပတ်သက်လို့သက်ဆိုင်ရာဥပဒေတွေနီးဥပဒေတွေထောက်ပြန်ထားခြင်းလဲမရှိသေးပါဘူး။ဒီတော့အဲ့ဒီလိုမရှိသေးဘဲနဲ့စစ်ကောင်စီကရွေးကောက်ပွဲကျင်းပမယ်လို့အတွင်းတွင်ပြောနေတယ်။ဒီတော့ နိုင်ငံရေးပါတီဆိုတော့လူချင်းမျိုး53ပါတီကလည်းအဲ့ဒီလိုဘေးကောက်ပဲဥပဒေတွေမိဥပဒေတွေမရှိဘဲနဲ့လုံနေရတာလားမိကုန်းနေရှိနေပါတယ်ဒီတော့၎င်းတို့ကျင်းပမယ်ဆိုရက်၎င်းတို့နဲ့နိုင်ငံရေးပါတီများအနေနဲ့စကားစကားကျင်းပမယ်ဆိုရက်ဘေးကောက်ပဲမှာလူချင်းမျိုး53ပါတီက သူတို့နဲ့အတူအမှုတွဲလုပ်ပြီးဒီဟာကြီးကိုဖော်ဆောင်နေတာလားလို့မရတော့မှာပါယိုသူမရှက်မြင်သူရှက်ဆိုလိုပါပဲအဲစစ်ကောင်းဆောင်ကတော့ရွေးကောက်ပွဲကိုဒီ2016မှာစံတော်ရနောက်ဆုံးမှာကျင်းပမယ်လို့ဗီလာတို့ခီးစင်မှာပြောခဲ့တာဖြစ်တယ်တကယ်တော့စက္ကစနေနဲ့ ြောပိုင်ခွင့်လည်းမရှိသလိုလုပ်ပိုင်ခွင့်လည်းမရှိတဲ့အရာတွေပါစစ်တပ်ဒီနိုင်ငံတစ်ခုရဲ့ကာကွယ်လုံခြုံရေးကူတာတွေတာဝန်ယူရဲ့ဘိုင်းနေဖြစ်ပါတယ်နိုင်ငံရဲ့အုပ်ချုပ်ရေးစီမံခန့်ခွဲရေးနိုင်ငံရေးရည်ရည်ပါစစ်တပ်နဲ့လုံလုံလျားလျားမှမဆိုင်တဲ့ကိစ္စတွေပါဒီပြင် က္ကဆပြောနေရဲ့ပါတီရင်းမှာမြင်သာဆုံးတော့ပြောရရင်ရခိုင်ပါတီဖြစ်တဲ့ဟုတ်တာအေးမောင်ဒေါက်တာအေးမောင်ကဆိုလေရခိုင်ပြည်နယ်မှာပါတီမိခံထားတယ်ဒါပေမဲ့လို့သူကလက်ရှိရှိနေတာကရန်ကုန်မှာနေထိုင်ရဲ့ရှိနေတာအဲ့ဒီရောရခိုင်ပါတီဆိုပြီးတော့လူကြီးမင်းတို့ကပြည်သူကိုအလွဲသုံးစားတဲ့နေရလူစပလူ စက္ကစနဲ့ပူပေါင်းပြီးတော့ပြည်သူကိုနားမလဲပါရခက်ပြီးလုံအောင်မလားပြည်သူကရခိရခိလုံးမဟုတ်တော့ပါဘူးပြည်သူကအကုံလုံးကိုနားလဲသဘောပေါက်သိရှိနေပါပြီဒါကိုလဲစက္ကစရဲ့ရွေးကောက်ပွဲမှာပါဝင်နေတဲ့53ပါတီပေါ့အကုံလုံးသိသိကျင်းပါတယ်စက္ကစကောင်းဆောင်နဲ့ဘီလာတို့တမရလူကာရှန်ကောတို့ပါဆို နိုင်ငံတကာကတံကတ်ချက်မှတ်ထားတဲ့ဆက်ရှင်ယူထားတဲ့ယေရှုခရစ်ကိုခံထားရနိုင်ငံတွေဖြစ်ပါဒါကိုသူတို့ကအတူတကွပူပေါင်းကြော်လွားမယ်လို့ကြွေးကြော်ထားပြီးမိုက်တွင်းနဲ့နေတဲ့သူတွေသာလေဖြစ်တယ်ဆိုတာကိုလည်းသိထားဖို့လိုပါလိမ့်မယ်ပြီးတော့ငွေဥတော်လန်ရေးအင်အားစုများအနေနဲ့လက်ရှိမှာမြို့ပေါင်း65မြို့ကိုတိမ့်ပိုက်ထားနိုင်တယ်လို့နေမြေဒေသလိုက်စစ်ကောင်စီလက်အောက်ခံတပ်များကိုလည်းစစ်ရေးအရာ နေရာဒေသမြတ်ဖိအားပေးချင်းချောက်နိုင်နေတာဖြစ်နေပါတယ်။ဒီတော့စိတ်ရဲ့ပါဝင်ဘက်ပေါင်းစုံကရှုံးနေနေနဲ့မရှုမလားကြုံတွေ့ရင်ဆိုင်နေရတဲ့စစ်ကောင်စီတွေရွေးကောက်ပွဲဆိုတာကသူတို့အတွက်နောက်ဆုံးဖက်ပေါက်သူတို့ရဲ့လွတ်မြောက်ရလွတ်မြောက်ကြောင်းသူတို့ကလူကောင်းလို့ဖြစ်အောင်လုပ်နေတဲ့ဖက်ပေါက် အဲ့ဒီထွက်ပေါက်ကိုလူယုံမှာကိုလူကောင်းဖြစ်အောင်ဟန်ဆောင်နေတာကိုလူချင်းမင်းတို့53ပါတီကတန်ပိုးပေးမှလာဒီတော့ဒီရွေးကောက်ပွဲဟာအနှစ်သာရမရှိပဲမပါပဲဟန်ပြတက်တက်ဒါလင်းပြည်သူကိုလိန်ညာလှဲ့ဖြအာနာယူမဲ့လုတ်ရွက်ခုပဲတင်ပြရင်ကျွန်တော်ကျေးဇူးတင်ပါတယ်ခင်ဗျာ